ရန်ကုန်တိုင်းကြောက်တန်းမြို့နယ်ပညာဒလလမ်းတွေကမြကဘာဆန်ဆက်ဝန်းကျင်အနီးမှာနေထိုင်ကြတဲ့သူတွေဟာဆန်ဆက်ယုံကြောင့်ပတ်ဝန်းကျင်ပျက်စီးထိခိုက်မှုတွေရှိနေတာနဲ့ပတ်သက်ပြီးဖေဖော်ဝါရီလ9ရက်နေ့ကဖွင့်ဟပြောဆိုလိုက်ပါတယ်။ဒီဆက်ယုံကြောင့်ရက်ကွက်နေပြည်သူတွေဟာဘာတွေအခက်ကြုံနေတာလဲ။မြကဘာဆန်ဆက်ယုံဟာလူနေရက်ကွက်ထဲမှာတိဆောက်ထားတာဖြစ်ပြီးစတီဆောက်ပြီးမကြာခင်မှာပဲလမ်းတွေပျက်စီးယိုယွင်းလာတာတွေဆက်ယုံကထွက်တဲ့ဖွဲမုံတွေဟာပဝန်းကျင်ကိုအကြီးတန်းရုပ်ဆိုးတာတွေဖြစ်လာခဲ့ပါတယ် ဆက်ယုံစတီဆောက်ကလေးကဆန်ဆက်ယုံပိုင်ရှင်ဟာလမ်းကို2016ခုနှစ်အတွင်းမှာပဲအပီးပြန်ပြင်ပေးမယ်လို့သဘောတူကတိပြုထားပေမဲ့မလုံဆောင်တာတွေရှိနေပါတယ် ဘလို့ခက်ခဲနေကြောကျမတို့လမ်းကလည်းမကောင်းဘူးနော်ကြာအတုဆက်ထဲကအမုံတွေကမတရားလာတယ်အမုံတွေလာတဲ့ကျမတို့သွားပြောတယ်ဒါပေမဲ့သူတို့မချင်းမငံပြောတယ်ဒါကြတော့အဲ့ဒီကားတန်တွေကားတွေခွန်တော်တွေကဆက်နေရဆက်မပြတ်သွားတယ်ကျမတို့တရားနာပိုင်ခွင့်မရှိဘူးတီဗီကြီးလို့လည်းအေးအဆင်မပြေကျမတို့လူခွင့်ရည်တွေဆုံရှုံးတယ်ကျမတို့လမ်းပစ္စည်းတွေကျမတို့အိမ်မှာဈေးရောင်းရတာအဆင်မပြေဘူးဒီလမ်းကြီးအရန်ဆိုးသွားပြီဒါငွေဘက်မလို့မိုးရမက်ဆိုအရန်ကိုဆိုးတယ်ကကြီးနေအောင်လေအဲ့လိုမျိုးသွားလာတယ်ဒါကြတော့သူတို့တွေကကားကြီးတွေကြီးသွားလမ်းအရန်သေးတယ်ကားကြီးတွေအကြီးသွားတယ်ဒီចောင်းသားတွေဒီဘုံနဲ့လူကြီးတွေဆိုလို့ရှိရင်အောက်ကနေပြီးရှောင်းသွားတယ် ချို့ဆိုအစိမ့်အိတ်20လောက်ကိုဂွန်နောင်းမော်နေအကူပြုတ်ကြတဲ့အချိန်မှာကလေးတယောက်တာရှိလို့ညာအဲ့ကလေးလုံးဝပြန်မထနိုင်တော့အဲ့ဒီကြောင့်လေကျမတို့တို့သွားပြောတယ်ဒါမှမဟုတ်တို့လုံးမပေးဘူးအပြစ်73မြေအပြစ်ခင်းမယ်73မြေအပြစ်ခင်းရင် तू ကဟိုသွားတဲ့ကားနှစ်စီးကို तू ရှောင်လို့ရတယ် तू ဒီလမ်းပေါ်မှာလှုပ်ရှားမှာကားနှစ်စီးကိုရှောင်ကျမတို့ကလည်းကားနှစ်စီးရှောင်လဲဥစ္စာမပေးနိုင်ဘူးဗျာကျမတို့လမ်းမှာရင်မြောင်းမရှိလို့မရဘူးရင်မြောင်းမရှိအိမ်ထဲကိုရင်တယ်ကျမတို့ရင်မြောင်းပေးပါ အဲ့3မိအတွက်ကိုရင်မြောင်းပေးပါ73မိမခင်းပါနဲ့ဒါပေမဲ့ तू ရင်မြောင်းမပေးခွဲပြောတယ် तू 73မိပဲခင်းမယ်ခင်းလို့မရမခင်းအခုတည်းတော့ညှိနှိုင်းနေတော့ तू ကတော့ तू က73မိခင်းမယ်ဆိုတာ तू လက်သင့်ခံတဲ့ပုံနဲ့မျိုးကတော့ပြောနေတာဒီမှာတော့လုံးဝဘာမှဆောင်ရွက်ပေးခြင်းမရှိဘူးလက်ရှိမှာလမ်းပြုပြင်ပေးဖို့ရက်ကွက်နေပြည်သူတွေဟာနှစ်ကြိမ်တိုင်တိုင်ဆန္ဒထုတ်ဖော်တာကြောင့်ဘုံတိတ်ခါညှိုးနှွမ်းစေတဲ့ပုံမ900နဲ့တရားစွဲဆိုခြင်းကိုခံနေရပါတယ်လူနေရက်ကွက်ထဲမှာရှိတဲ့ဆန်ဆက်ယုံကိုသက်ဆိုင်ရာက စီပင်ဥပဒေအတိုင်းဆောင်ရွက်ပေးဖို့ရက်ကွက်နေပြည်သူတွေကလိုလားနေကြပါတယ်အခုချီချိုကြီးကောက်တာကျွန်တော်အပြင်းလည်းမထွက်ရဲဘူးဟိုရှောက်လည်းမသွားရဲဘူးကျွန်တော်ရှောက်သွားကျွန်တော်မူးလာတဲ့ကျွန်တော်အဆဲပါတယ်ဆိုရှုံထဲပဲပို့ပို့ဖုံထွက်လို့လည်းကျွန်တော်သွားမပြောရင်ကျွန်တော်ပို့ဟာအဲ့လိုဖြစ်ရဲ့ဘူးကျွန်တော်အိမ်ထဲဆက်တယ်ကဲ့ရဲ့ပဲကားလာလို့သွားမပြောရဲဘူးဘူးတိုင်းပြေဘူးသွားမပြောရဲဘူးဖုံထွက်လို့ကျွန်တော်သွားမပြောရဲဘူးသွားပြောရဲကျွန်တော်ဆဲတယ်ဆိုပြီးတော့ တက်တာရှာတော့သူဆက်တဲ့လူတွေလူသမားတွေရတယ်သူကိုပိုင်ကိုနေကျွေးရတယ်ခေါ်ရတယ်ကျွန်တော်တစ်ခါကျဆိုင်ထဲနဲ့ကတ်ဆွဲလို့လို့ဘာလို့လဲတက်တာရှာတယ်အဲအဲ့လိုပဲဖြစ်နေကျွန်တော်ချီချိုကြီးကောက်ထားတာပေါ့ကျွန်တော်ကတော့အဲဒီကျမ်းမာလေးပါပဲဒီဟုံးတိုင်းမဖြစ်ဖို့ရဒီလိုင်းကောင်းဖို့ရပုံမထွက်ဖို့ရသူဆက်လေချင်းပုံမှန်ဖြစ်ဖို့ပဲဒါပါပဲလူနေရက်ကွက်ထဲမှာဆန်ဆက်ယုံတိဆောက်တာနဲ့ပတ်သက်ပြီး KI အစ်စ်နဲ့လွတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားစာတွေပေးပို့သွားဖို့လှုံ့ဆော်ဖို့ရှိနေပါတယ်ဆန္ဒဘူကတော့လောဆယ်တော့စီးတယ်မရှိသေးဘူးတက်ပြဖို့ပေါ့ဗျာနောက်တစ်ခါကတော့ကျွန်တော်တို့ဒီ ဆက်လက်တိုင်ကြားစာတွေပို့ပြီးတော့အစီအစဉ်ရှိနေပါဘူး။လက်ရှိအချိန်ဒီတော့ဟိုဟာခရိုင်ဆင့်ပေါ့ခရိုင်ဆင့်ရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်မျိုးသားဟိုနဲ့တိုင်းဒေသကြီးတော်ကိုယ်စားလှယ်တွေကိုတိုင်ကြားထားပါတယ်။စံဆက်တွေပေါ့ဗျာကျွန်တော်လူငယ်ရက်ကွက်ထဲမှာခွင့်ပြုတာပေါ့။ကျွန်တော်တို့ကျွန်တော်ရဲ့ကျွန်တော်တို့ကိုယ်တိုင်လည်းမဟုတ်ဘူးပေါ့ကျွန်တော်တို့သားသမီးမျိုးဆက်တွေပေါ့လေ။အစင်းတွေကိုတို့ကသစ္စာဘောရရောက်တယ်ဗျာအဲ့လိုလူနေရဲကွက်တယ်မဆက်တယ်မရှိသေးဘူးအဲ့လိုလူနေနဲ့ဝေးရမြာမျိုးပါမရှိသေးဘူး